ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်ခိုင်ဒေသ၏အုတ်ချုပ်ရေးစီးပွားရေးနှင့်လူမှုရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်မှုနှင့်ဒေသ၏အထင်ကရဓလေ့ထုံတမ်းများယဉ်ကျေးမှုများတိုင်းရင်းသားပေါင်းစုံစည်းလုံးနေထိုင်ပြီးအချင်းချင်းချစ်ကြည်စည်းလုံးမှုများကိုမှတ်တမ်းအဖြစ်ထင်ဟကြံရှိစေရအတွက်ရည်ရွယ်ပါ2025ခုနှစ်မူဆယ်မဂဇင်းအထူးထုတ်စာအုပ်ကို ထုတ်ဝေရန် 2025ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာကျင်းပပြုလုပ်တဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်3မြင်းဆောင်2025မှာဆုံးဖြတ်ခဲ့ပါတယ်ရှင်။အဆိုပါအစည်းအဝေးဆုံးဖြတ်ချက်အရမဂဇင်းဖြစ်မြောက်ရေးကော်မတီကို2025ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့ပါတယ်ရှင်။မဂဇင်းထုတ်လုပ်ရေးတွင်လိုအပ်သည့်စက်ကွန်ပျူတာများဖြစ်သော စာမူစုဆောင်းလက်ခံရေးစာမူတီးဖြတ်ရွေးချယ်ရေးဆက်ကော်မတီဘဏ္ဍာငွေရှာဖွေရေးတုံးဆွဲရေးနှင့်ကြော်ညာကောက်ခံရေးဆက်ကော်မတီဖြန့်ချီရေးဆက်ကော်မတီဓာတ်ပုံကွန်ပျူတာ graphic design ရေးဆွဲရေးဆက်ကော်မတီပြန်ကြားရေးနှင့်ပုံနေရေးဆက်ကော်မတီစရဲဆက်ကော်မတီများကိုထပ်မံဖွဲ့စည်းခဲ့ပြီး2025ခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့မှမတ်လ 31ရက်အတွင်းစာမှုများကိုအွန်လိုင်းမှတဆင့်ဖိတ်ခေါ်စုဆောင်ခဲ့ပါတယ်ရှင်။ဖိတ်ခေါ်စာမှုများကိုစာမှုများလက်ခံရရှိသည့်နေ့တပြိုင်နက်တည်းပြင်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခရိုင်ပြည်သူ့စာကြည့်တိုက်၏စာဖတ်ခန်း၌စာမှုစုဆောင်လက်ခံရေးစာမှုတိဖြည့်ရွေးချယ်ရေးဆက်ကော်မတီအဖွဲ့ဝင်များကကဏ္ဍအလိုက် စာမူဖတ်ရှုခြင်းစီစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ကရွေးချယ်စာမူများကိုမဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီ၏နာယကဥက္ကဋ္ဌများထံသို့တင်ပြကအတည်ပြုချက်ရယူပြီးမဂ္ဂဇင်းစာအုပ်မူကြမ်းထုတ်လုပ်နိုင်ရေးအတွက်စာစီစာရိုက်လုပ်ငန်းများကိုဆောင်ရွက်ခဲ့ပါတယ်ရှင်။2025ခုနှစ်မူဆယ်မဂ္ဂဇင်းအထူးထုတ်စာအုပ်ကိုတက်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရဲ့အတွက်မဂဇင်းပြမြောက်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကအပတ်စဉ်စနေနေ့တိုင်းမူဆယ်ခရိုင်အစိုးရအဖွဲ့အေးရိတ်တာအစည်းအဝေးခမ်းမနိုင်တွေ့ဆုံကလုပ်ငန်းဆောင်ရွက်မှုပြီးစီးမှုနှင့်အခက်အခဲများကိုဆွေးနွေးခဲ့ကြပါတယ်ရှင်။ဤစာအုပ်ကိုတူတာယတာစာရေးဆရာကြီးများရဲ့ဒေသန္တရဗဟုတူတာယဖွဲ့ တုတရတစာစု73ပုံစောင်းပါ20ပုံဝတ္ထုတို19ပုံတုတပရိဒါကဏ္ဍ5ပုံနဲ့စာပေရင်းရကဏ္ဍ6ပုံစတဲ့စာကောင်းပေမွန်များနဲ့စုဖွဲ့ထုတ်လုပ်ထားတဲ့စာအုပ်ကောင်းတအုပ်ဖြစ်ပါတယ်ရှင်။2025ခုနှစ်မူဆယ်မဂ္ဂဇင်းအထူးထုတ်မူချမ်းစာအုပ်ကိုမဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီနာရကဦးအောင်စုံမိုးဤခွင့်ပြုချက်ဖြင့် ရန်ကုန်မြို့ရှိ ရှင်မတောင်စာပေတိုက်၌ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းများကို25ရက်5လ2025ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ရာပုံနှိပ်ချင်းလုပ်ငန်းများကို10ရက်6လ2025ရက်နေ့တွင်ဆောင်ရွက်ပြီးစင်းခဲ့ပြီးမြမစာပေလောကအတွက်ဂုံယူဖွဲရာစာအုပ်ကောင်းတအုပ်အဖြစ်တင့်တယ်လာပါခန်းညာထေဝါဖွဲစာပေဝေချင်းတဲ့ ပေခြင်းမလူကြောင့်မှတ်တမ်းနဲ့ဂုဏ်ပြုအပ်ပါရဲ့ရှင်။စာပေမွေးချိန်ပေးဆိုလီစာပေမြေမလူမျိုးတင်မီလေး